ငါတို့ကနေ့ကိုဝိုင်းချက်ထားဟာကြားလိုက်တဲ့အချိန်ပါလေစိတ်မကောင်းဖြစ်သွားစိတ်မကောင်းဖြစ်တာနော်ဝမ်းနေတာပေါ့အမတုံတုံဘယ်တော့မှစတိတက်တီတက်ရေးလေးမရှိဘူးလေဒါဟိုးခင်ထဲကသူများကိုပုတ်ခတ်ရေးရတာမျိုးအမကြိုက်လည်းမကြိုက်ဘူးအမကိုပုတ်ခတ်ပြီးရေးတဲ့အခါမျိုးမှလည်းစိတ်မဝင်စားဘူးအမတို့ကတော့မခေါ်တဲ့လူလည်းမခေါ်ဘူးဆိုအမ အေးအေးဆေးဆေးပဲနေလိုက်တယ်ထူးထွေပြီးမုန်းမနေဘူးဘာလို့ဆိုဒီလောကချင်းချင်းလေးတနည်းပြန်တွေ့ရတာလေအဲ့တော့သူ့ဆောင်ရင်ကို့ဆောင်ရင်နဲ့ရှိနေကြတော့ဟိဟိဟိလည်းပြန်မလုပ်ချင်ဘူးအဲ့တော့ကြောင့်မဘူးမမရဘူး မာရာ beauty salon လောက်ကလာလေဒီကမရင်ကဘာဆိုဆရာသူတပည့်တွေလည်းမရှိဘူးအဲ့လိုဟိုမာရာဝင်လာမဟုတ်ဘသူတပည့်မှမဟုတ်ခဲ့တာဆိုတော့ဒီကမရင်အလွယ်ရလို့ငွေပေါက်လွယ်လို့ beauty salon ကနေ makeup လောကကိုကူလာတယ်ဆိုပြီးတော့ပြောင်းခံရှိရကွာအဲ့ကြတော့အမပြောပြမယ်မတော်ဘဲနဲ့ဒီတရားတော့မရဘူးလေမဟုတ်ဘူးလားအမလောက်ခဲ့ trend นี่အများကြီးရှိခဲ့တာပဲအဲ့ဒါကြောင့်မလို့လေအဲ့လုံငယ်တော်ဆယ်စုနှစ်တခုမှအမအထိုက်လျောက်အောင်မြင်လို့လေ 1တို့2တို့နေရာတွေเนาะ A level အဆင့်ကိုမှဝင်ခဲ့တာပေါ့အဲ့ဒါဖြစ်လာဘောပါလဲလေဒီဇိုင်းမမကြိုးစားတယ်ဥကိုနဲ့အမ L size ကို make up လိမ့်ရပါတော့ I kick က lane တော့ L size ခေါ်သွားလို့ဥကိုဥညီဆိုင်ဒီဆရာဆန်လမ်းမှာပါသွားတော့လေမမအဲ့တုန်းက L size ကိုလိမ့်ရတယ်မိုးကိုလိမ့်ရတယ်အဲ့တုန်းက TV program အတွက်မှလင်းရပါတော့။အဲ့အချိန်ဆိုတော့ချာပြီနော်15နှစ်လောက်တော့မကြတော့လဲတွေ့18နှစ်လောက်တော့ရှိမှမသိဘူးအဲ့အချိန်မှာလေခုကမရဲ့ makeup ကိုချိန်ပြီးတော့နင်းတဲ့လက်ရကောင်းတယ်ဘသူသဖဲ့လဲဆိုအဲ့အချိန်မှာတော့မဘသူသဖဲ့မှမဟုတ်ဘူးဘသူသဖဲ့တော့မဟုတ်ဘူးလို့ဒီလိုပဲစောက်ကလေးဖတ်ပါလေးဖတ်နေချိုးစားရလို့အရန်စာဖတ်ဖြစ်တယ်ပြီးရင်အဲ့လိုမျိုးကိုမကိုလေးချင်းဖြစ်တယ်အေးရဲ့ကောင်းတယ်တဲ့ဒီဇိုင်းမမတ်သွားတဲ့စီနီယာလူကြီးရဲ့စကောင်းနားထောင်အောင်နော် ဒီအတိုင်းဒီဇိုင်းမျက်မှတ်သွားပုံမှန်လေးစူးစားတဲ့ခုနှစ်နှစ်မှလူသိလိမ့်မယ်တဲ့၁၀နှစ်မှထိတ်တန့်ဖြစ်လိမ့်မယ်တဲ့အဲ့ဇာကအားပဲအမအဲ့ဒီဇိုင်းမျက်မှတ်ကလေးသွားခဲ့တဲ့ဥစ္စာတကယ်လဲခုနှစ်နှစ်မှလူသိခဲ့တယ်၁၀နှစ်မှ A class ဝင်ခဲ့တယ်အော်အဲ့လိုပေါ့အဲ့တော့လူတွေတယောက်အောင်မြင်လာပြီဆိုလို့ရှိရင်အလကားအောင်မြင်လာတာမဟုတ်ဘူး အချိန်တစ်ခုကိုပေးဆက်လာတာနေရာတစ်ခုကိုပေးဆက်လာတယ်အမားတို့လည်းပုံစံမျိုးစုံနဲ့အောက်ကြပြီးသွားခဲ့တာအောက်ကြတယ်မကြဘူးဆိုတော့ကိုယ်စိတ်ပဲဆိုင်တယ်အဲ့တော့အမားတော့အောက်ကြတယ်အောက်မကြဘူးလဲမခံစားဘူးတွဲခေါ်တယ်မတွဲခေါ်တယ်မခံစားဘူးတကယ်မခံစားရတာနောက်တစ်ခုရှိသေးတယ်အန်အောကငါတို့ကနေ့ဝိုင်းချက်ထားဟာစားလိုက်တဲ့အချိန်ပါလေစိတ်မကောင်းဖြစ်သွားစိတ်မကောင်းဖြစ်တာနော်ဝမ်းနေတာပေါ့ဘာလို့လဲအဆင်လည်းမတူဘူး ကိုကဘာစင်မှာမဟုတ်ဘူးသူတို့ကကိုထက်မြင့်တဲ့စီနီယာတွေအဲ့လိုအကြီးကြီးကွာဒီကတန်းဝင်တော်ဝင်သူတို့မလိန်လို့ညင်းတဲ့ဟာမှာကိုတွေလိန်ရတယ်ဘောကဘာအားသားဖြစ်လဲဒီလားဟဲ့သူကငါ့ကိုဒီလိုပြောတယ်ဒီလိုအနေထားမှာရောက်ငယ်လူတွေကဒီလိုတတ်မှတ်တယ်ဆိုတဲ့ကကိုအထိုက်လျောက်ရင်ရှင်ရှိတယ်ဆိုတာ ကိုမအားတက်စရာတွေဖြစ်တယ်တကယ်တော့တကယ်ကြလို့ရှိရင်တိလားမမကြုံရတာနောက်တစ်ခုရှိသေးရဲ့မမအဲ့လိုမျိုးအသစ်ဆန်းလေးတီထွင်တတ်တယ်အသစ်ဆန်းလေးလိန်တတ်တယ်အဲ့ကြာလေမမအဲ့လိုလှုပ်ဖူးတဲ့ဆိုင်ရလေပစ္စည်းသိမ့်ပလိုက်တာအဲပစ္စည်းမမအဲ့လိုသစ်ဆန်းလေးလှုပ်လို့လေပစ္စည်းသိမ့်ပလိုက်တာမမလိန်လို့ဆိုပြီးတော့အဲ့လိုမမနဲ့မှမျက်ခုံးမွေးရိတ်မယ်ဆိုတဲ့လူတွေကိုပေးမတိုင်တော့တာကြုံမှုတဲ့အဲ့ဒါကိုစိတ်ဆိုးလို့မရဘူးလူဆိုတာနေရာပြောက်မှာကြောက်ကြတဲ့လူတွေကြီးပဲဒါပေမဲ့အမတွေးလိုက်တယ် ငါကလေးကြရင်မဖြစ်အောင်လုပ်မယ်ငါတို့ကိုကုပ်ပြစ်မှာဒီတိုင်းသိပ်ပဲမယ်လေငါခလေးကြရင်ငါဝန်တန်းတွေကိုစောင့်ကောင်းအောင်မှု့ရပေးနိုင်ရမယ်တကယ်အမဝန်တန်းတွေစောင့်ကောင်းအောင်မှု့ရပေးနိုင်တယ်အဲကွန်ပိတ်အိတ်လို့အမတခုံးမှပြောသုံးလုံးသုံးလုံးဖွင့်ထားလို့ပဲစူရတာပဲရှိတယ်မမအရန်နုညံ့နေသူတော့မဟုတ်ဘူးအပေါ့ဆိုးတယ်အဲဆိုရဲဆိုတာလေလုပ်ငန်းဝင်မှာမတိကြတဲ့သူတွေပေါ်မှာပဲဆိုတာဟိုတလောကနီနီခင်ဆိုပြောတဲ့စကားလေးပေါ့ မမတမီမပေါ်ခင်เนี่ยမမရှိနေခဲ့တာเนาะအောင်မြင်ခဲ့တာတမီတို့အခုဒီလောက်တက်တန်းဖြစ်လာတော့လဲမမမကြသွားသေးဘူးเนาะဒီနယ်ပယ်မှာ ကောင်းမွန်တဲ့ရလတ်နေရှိနေတည်းရမမလည်း strategy ကောင်းတာပဲဆိုရဲ house တော့เนาะအဲ့လို strategy ကောင်းမှုဆိုတာလဲအမတို့ကဟိုစိတ်ထက်ကောလူရောအချက်အဆဆုံးပြုစုပြောထောင်နေကြရတာပေါ့เนาะအဲ့ဒါလည်းဘယ်သူမှလုပ်ပေးရမဟုတ်ကိုကိုကိုပဲလုပ်ပေးရအဲ့ဒါကြောင့်မလို့ senior junior ဆွဲခေါ်ခြင်းမဆွဲခေါ်ခြင်း သူများကကိုယ်စေတနာရှိလို့ဆွဲခေါ်ခြင်းမဆွဲခေါ်ခြင်းဆိုတာလေကိုယ်နဲ့အများကြီးဆိုင်ပါတယ်လို့မှပြောချင်ပါတယ်တက်နေလို့ရတယ်တက်နေကြမရလို့ရှင်ကျင့်တာဘယ်သူမှဆွဲခေါ်မလား ရှေ့ကလူတော်ရဲတက်တဲ့လူတွေကနောက်လူတက်လာမှအရင်ကြောက်ကြအမျိုးရှိအဲ့ဒါတယောက်နဲ့တယောက်ခံယူချက်မတူကြတာလဲစိုင်းလိမ့်မယ်မမဟိုအတွေ့အကြုံရပါတော့မမရှိမှာတင်နာတဲ့တဲ့အာဆရာမတယောက်ရှိတယ်သူ့ကိုမဆရာမမမသိဘူးအဲ့လိုတော်တဲ့အဲ့လိုပေါ့နော်အဲ့လိုကြောင်းဖွင့်ထားတဲ့ဆရာမမမသိဘူးနောက်မှ तू ကသူကမပြောဘူးနောက်မှ तू ကသူဟာဒီလိုတင်နန်းကြောင်းနေကိုကြောင်းသားတွေငွေထုတ်ပေးတဲ့ဆရာမတယောက်ပါလို့ तू ကပြောတဲ့ချိန်မှာ အမကလေအဲ့ချိန်မှာဟာဒီကမကတော့ငါပညာရည်လာခိုးနေရပဲငါ course တွေလာခိုးနေရပဲအမမတွေ့ဘူးဟာဒီလိုဆရာမတယောက်ငါကျောင်းမှာလာ join တာငါအတွက်ဂုဏ်ယူကြပဲဟာတမီးရယ်ဒီလိုလားအော်ဒီလိုသူရဲ့ profile တက်ချီအော်ဒီလိုပညာရည်တက်တာဒါဆိုဒီချက်မတက်ဘူးဒါဆိုဒီဟာတွေကတမီးရအရန်တော်တာပဲအာဟာလာအော်လာ join နေကျေးဇူးတော့ဒါကကိုကပြောရတယ်ဘာလို့ဆို သူဟာပညာရှင်တယောက်ဖြစ်တာကိုယ် respect ပေးရတယ်နော်အဲ့လိုပဲပြောခဲ့ဖြစ်တယ်ပြီးတော့သူတင်ခိုင်းတဲ့ဥစ္စာသူများကြီးတင်ခိုင်းတဲ့ဟာအကုန်လုံးအမတက်တလောက်မှတ်တလောက်အကုန်တင်တာအမလေးတင်လဲတင်ရောသူကဘာပြောလဲဆိုပြီးတော့အမရဲ့ပွဲတွေသူတို့လည်းလိုက်ကြည့်ရအဲ့နဲ့သူတို့သမီးကိုလိမ့်တာနဲ့တင်တန်းမှာတင်နေဟိုင်းနဲ့အကုန်အထူးထူးပဲနော်အဲ့ဇထုံးတွေရောမိတ်ကပ်တွေရောအေးအထူးထူးပဲလေဘာဖြစ်လို့ပညာမရှိတာလဲတဲ့သူကမေးရနော်မေးရခါကျ ဟဲ့ရှူစရာမှမလိုတာလို့ငါဒီနှစ်ကဒါလိမ့်နေဆိုရင် နောက်နှစ်ကနောက်တစ်မျိုးလိမ့်ချင်တိမ်ပါလို့ငါအမြန်စူးစမ်းနေရလို့အဲ့အတွက်ကြောင့်ငါဘဒုအမပညာရှူစရာလည်းမရှိတယ်လို့ငါဖွက်စရာလည်းမရှိဘူးလို့နင်တို့တက်တာတဲ့အရာတခုရှိအဲ့ဒါဘာလဲသိတာလို့နင်တို့ငါဘလို့မှရှင်လို့မရတာအဲ့ဒါငါ experience လို့ငါ experience နဲ့ငါလျှောက်လာတဲ့လမ်းကတမိတို့ကြီးမိယူမမိနိုင်ဘူးလို့ ဘာလို့ငါစူးစမ်းနေတဲ့လူတယောက်ဖြစ်တဲ့အတွက်ငါဘယ်သူမှမကြောက်ဘူးလို့အားလုံးပညာကြီးထည့်ပေးလိုက်လို့ရတယ်အ ਨੇ ဆုံးတော့နင်တို့တွေကတူတူရောက်အောင်မြင်သွားပြီဟေ့ဆိုရင်ဘယ်လိုပဲပြောပြောနင်တို့ကငါသက်ပဲငါဂုံယူရမှာအားလုံးနင်တို့နံပါတ်1ဖြစ်ရင်ငါပူရံဂုံယူရမှာဒါမတ်ထက်တပည့်ဆိုပြီးတော့အဲ့လိုစိတ်ပဲမွေးတယ်အားလုံးသိကြအောင်ဆိုတော့ Jessica Hanso ဒါအမရဲ့တပည့်အရင်ခောက်ခောက်မအောင်မြင်ခင်တည်းကလေဟာကမနင်အောင်မြင်မှာနင်ထိတ်တန်းဖြစ်မှာအဝိစားကိုတတ်တဲ့ရဲ့ဝက် လူတွေကိုဆက်ဆံတာကောင်းကောင်းမော်ဆက်ဆံနေဟာငါးထပ်ပေါင်းသေးဆက်ဆံရင်ကောင်းတယ်အဲ့အတွက်ကြောင့်နင်းထိတ်တန်းဖြစ်မှာနော်လို့အမပြောခဲ့ပြီးသားဒါတွေမစုခဲ့ဘူးလည်းမဟုတ်ဘူးမဆဲခဲ့ဘူးလည်းမဟုတ်ဘူးသူတို့ငယ်တုန်းရွယ်တုန်းမှာစုခဲ့ဆဲခဲ့တာတွေလည်းရှိရပါပဲမမတို့ဟိုခေတ်ကဆိုတော့အမတို့မဂ္ဂဇင်းတွေခက်ပေါ့နော်အာအကိုကိုသူမအားလို့ကိုမျက်နှာဖုံးလင်းခွင့်ရသွားတဲ့အခါမျိုးဆိုလို့ရှိရင်ကိုမခေါ်နိုင်မပြောနိုင်နေဖြစ်သွားပြီးမခေါ်တော့တာရှိတယ်။အာကို နည်းနည်းအောင်မြင်လာတဲ့အဲ့လိုခင်လာမင်လာပြီးမိကအတိုင်းပါခင်လာမင်လာပြီးတော့ သူလည်းဘာမှမဟုတ်ကိုလည်းဘာမှမဟုတ်ဖ ೇನೆ ကိုအဲ့လိုဖောက်ထွက်လာတဲ့အခါမျိုးကြာလို့ရှိရင်မခုံမပြောနိုင်တဲ့လူတွေရှိတယ်အဲ့လာယူလဲကိုကလိုက်ပြီးစိတ်ဆိုးလို့မရအောင်လူဆိုတာအနေသားတစ်ခုရောက်လာလို့ရှိရင်ဆက်ဆံခံရတဲ့ပုံစံนี่မတူဘူးတခါကျရင်သူတို့အားငယ်သွားတဲ့ဓာတ်တာမျိုးရှိတယ်အဲ့ပုံမှာကိုကနားလဲပြလိုက်တာပေါ့နော်အဲ့တော့စိတ်ဆိုးတတ်လာအမတ်တောင်တောင်ဘယ်တော့မှစတီတက်တီတက်ရေးလေးမရှိဘူးလေဒါဟိုးခစ်ထဲကအမစိတ်အမစိတ်ညင်စိတ်ညစ်တယ်ဆိုတဲ့အကြောင်းပဲသူများကိုပုတ်ခတ်ရေးရတာမျိုးအမချ ိုက်လည်းမကြိုက်ဘူးအမအောင်ပုတ်ခတ်ပြီးရေးတဲ့အခါမျိုးမှာလဲစိတ်ဝင်စားအောင်အဲ့လိုမျိုးဆိုတော့အမအတွက်ကတော့မခေါ်တဲ့လူလဲမခေါ်ဘူးဆိုအမအေးအေးဆေးဆေးပဲနေလိုက်တယ်ထူးထွေပြီးမုန်းမနေဘူးဘာလို့ဆိုဒီလောကချင်းချင်းလေးတနည်းပြန်တွေ့ရတာလေအဲ့တော့သူ့ဆောင်ရင်ကို့ဆောင်ရင်နဲ့ရှိနေကြတော့မှဟီဟီဟီလဲပြန်မလုပ်ချင်ဘူးအဲ့တော့ကြောင့်မဘူးမမရင်ဘူးသူတော်ကောင်းမကြီးလဲမဟုတ်နေဘူးเนาะအမလဲသူတော်ကောင်းမကြီးမဟုတ်ဘူးရိုသားဖြူစင်အေးဆင်းနေတဲ့ကောင်မလဲမဟုတ်ဘူး ပုံမှန်ပဲပုံမှန်လူတွေကလူပါပဲမင်းဘုလို့ကျင်တာဆိုရဲသူတွေကလည်းတကယ်အရင်အမြင်နဲ့ချိန်မှာပြန်လာရောတဲ့ဟာတွေကဘလို့တွေကြုံနေရတာအေးဘာနေမလို့ကျင်တာဆိုရင်တကယ်အမင်းနဲ့ခါကြတော့လေစကားကြီးပြန်ပြောကြပဲเนาะအဲ့လိုပြောတဲ့ခါကြတော့လေအဲ့ကြတော့လေကောင်းမရင် ခုတော့ငါ့ကိုပြောရတယ်လို့မတွေးပါဘူး။အော်တော်သေးပါဘို့အဲ့ကျတော့လည်းပြောလိုက်ရပေါ့ဟဲ့အဲ့ဆိုတော့အဲ့ခုတော့လည်းပြန်ခေါ်ကြရပြီဆိုတော့လည်းကောင်းကောင်းမပြန်ပြောကြအာပေါ့အဲ့လိုမျိုးဆိုတော့လည်းဝမ်းသာစရာပေါ့လေအဲ့လိုပဲတွေးလိုက်တယ်။อืมခုတော့ငါ့ကိုလာခေါ်အဲ့လိုလည်းမတွေးပါဘူး။ဒါပေမဲ့ကိုကတော့ကြုံကြုံပြောပြတော့အဲ့တုန်းကတော့ငါ့မခေါ်တော့အဲ့တုန်းကပြစ်ထားနော်။ဆက်ဆက်မခွိတယ်အဲ့လိုမျိုးတော့ခွိရဲ့။ကိုကဟိုစွာသာစွာတာမလူကြောက်တယ်။လူကြောက်တယ်။လူကြောက်တယ်ဆိုတော့အဲ့လိုရင်အဲ့လိုမဖြစ်ချင်လို့ စွာတာအရန်စွာအဲ့လိုမဖြစ်ချင်လို့မှအဲ့လိုဘေးထွက်နေရမျိုးပေါ့နော်တခါကျရင်အဲ့လိုနာမည်ခေါ်တာတော့နှိမ်ပြီးခေါ်တာလေးရှိသေးလားအဲ့ကျရင်ကွာပြေးပြီးတော့လောက်လေးချပြီးနှုတ်ဆက်ပလိုက်တာအဲ့လိုမျိုးလေးအဲ့ကျရင်ဟာဟောင်းသားဖြစ်သွားသေးလားအဲ့မမရမလီရမမနီရတော်ရနှိမ်ပြီးခေါ်ချလိုက်တာအဲအဲ့လိုမျိုးပေါ့ကွာလည်းဘယ်ရမလဲနှိမ်ပြီးခေါ်တဲ့ချိန်မှာပြေးပြီးတော့ဟာမတွေ့တာကြာပြီးဩဆိုပြီးတော့လှုပ်ချလိုက်တာအဲ့တော့လေသူလည်းအဲ့ချိန်မှာရုတ်တရက် အဲဆိုဖြစ်သွားပါတော့နော်အဖြစ်သွားတဲ့အခါကျတော့တခုချို့ဟာလေးကကိုပါနဲ့ဖို့ရယ်စိတ်ထားတတ်ဖို့ရယ်စိတ်ထားတတ်လို့ရှိရင်မပူလာဘူးပေါ့နော်အဲ့ဒါလေးပြောချင်